မင်္ဂလာပါခင်ဗျရေကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မန္တလေးတိုင်းကစင်ကူးမြို့နယ်တစ်ခုလုံးကိုမန္တလေး PDN ရဲ့ပူပေါင်းတပ်တွေကအပြည့်အဝသိမ်းပိုက်ထိန်းချုပ်လိုက်ပြီးလက်နက်ကဲရန်အမြောက်အများကိုပါသိမ်းဆည်းရရှိထားတဲ့အပြင်စစ်သုံးပန်းတွေကိုလည်းဖမ်းဆီးရမိထားတယ်လို့မန္တလေး PDN ကပြန်ဝင်ထုတ်ပြန်လိုက်ပါပြီချင်းမီနယ်ဟာကမြို့မှာရေစကန်ကိုချင်းတော်လန်ရေးတပ်တွေကဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်မှုအတွင်း နိုင်ငံရေးအကျဉ်းသားတွေပါဝင်အကျဉ်းသူအကျဉ်းသား62ဦးကိုကယ်ထုတ်နိုင်ခဲ့တဲ့အပြင်လက်နက်23လက်ကိုပါတင်စီရရှိခဲ့တဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့မန္တလေးတိုင်းကစင်ကူးမြို့နယ်တစ်ခုလုံးကိုမန္တလေး PDF နဲ့ပူးပေါင်းတပ်တွေကအပြည့်အဝတင်ပိုက်ထိန်းချုပ်လိုက်ပြီးလက်နက်ခဲယံအမြောက်အမြားကိုပါတင်စီရရှိထားတဲ့အပြင်စစ်သုံးပန်းတွေကိုလည်းဖမ်းဆီးရမိထားတယ်လို့မန္တလေး PDF ကဓာတ်ပုံတွေနဲ့တကွတရားဝင်ထုတ်ပြန်လိုက်ပါတယ်။ လက်ရှိမှာတော့မန္တလေးတိုင်းကစင်ကူးမြို့နယ်မှာစစ်ကောင်စီတပ်တွေလုံးဝကင်းစင်သွားပြီဖြစ်တဲ့အတွက်မန္တလေး PDF နဲ့ပူးပေါင်းတပ်တွေကမြို့နယ်တစ်ခုလုံးကိုအပြည့်အဝထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့စင်ကူးမြို့ဟာမန္တလေး PDF အတွက်ပထမဦးဆုံးသိမ်းပိုက်ရရှိတဲ့မြို့အဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်တယ်လို့လည်းမန္တလေး PDF ရဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်။အဲ့ဒီစင်ကူးမြို့သိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကသေတဲ့သူတွေလည်းတော်တော်များတဲ့အပြင်လက်နက်ခဲယမ်းတွေလည်းအမြောက်များသိမ်းစီရရှိခဲ့ပြီး စေကောင်းစီတပ်ဖွဲ့ဝင်စစ်သုံးမန်းအများပြားကိုလည်းအရှင်ဖမ်းဆီးရမိထားတယ်လို့မန္တလေး PDF ကတပ်ပုံတွင်နဲ့တကွတရားဝင်ထုတ်ပြန်လိုက်ပါတယ်။တပ်ဖက်မှာလည်းတပ်ဖွဲ့တွေအတွင်းတော်လိုင်းကြီးရဲဘော်တချို့လည်းမြင့်မြတ်စွာအသက်ပေးလူသွားခဲ့ရပြီးအကြံပေးစေကောင်းစီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေကြောင့်မြို့နေ area ဒဲကရတပီသူတွေရဲ့နေအိမ်ထိခိုက်ပျက်စီးမှုလည်းရှိထားတယ်လို့မန္တလေး PDF ကထုတ်ပြန်ထားပါတယ်ခင်ဗျ။ဒီတခါချင်းပြည်နယ်ဘက်မှာလည်း ဟာကာမြို့မှာ yes ကန်ကိုချင်းတော်လန်ရေးတပ်တွေကဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်မှုအတွင်းနိုင်ငံရေးအကျဉ်းသားတွေပါဝင်အကျဉ်းသူအကျဉ်းသား62ဦးကိုကယ်ထုတ်နိုင်ခဲ့တဲ့အပြင်လက်နက်23လက်ကိုပါသိမ်းဆည်းရရှိခဲ့တယ်လို့စီတဲ့ဟာကာတပ်မဟာ၄ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဒီကနေ့ဇွန်လ20ရက်နေ့မနက်6နာရီလောက်ကပဲချင်းမီနယ်ဟာကာမြို့ပေါ်မှာရှိတဲ့မြို့မှာ yes ကန်ကိုချင်းတော်လန်ရေးပူးပေါင်းတပ်တွေကဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်မှုအတွင်း ရဲလေးဦးကတော့ပွဲချင်းပြီးကိုသေသွားတယ်အပြင်ကျန်တဲ့ရဲတွေကအကုန်လုံးထွက်ပြေးသွားကြတယ်ဆိုပါလေအဲ့ဒီနောက်ချင်းဒေါ်လာရေးတပ်တွေကရဲစခန်းထဲမှာရှိတဲ့အချုပ်ခန်းတဲကနေနိုင်ငံရေးအကျဉ်းသားတွေပါဝင်အကျဉ်းသူအကျဉ်းသားစုစုပေါင်း62ဦးကိုကယ်ထုတ်နိုင်ခဲ့တဲ့အပြင်လက်နက်23လက်ကိုပါတင်စီရရှိခဲ့တယ်လို့စီဒီဟာခါတမဟာလေးရဲ့တာဝန်ရှိသူတဦးကပြောထားပါလိမ့်ခင်ဗျအခုတခါရခိုင်ပြည်နယ်ဘက်မှာတော့ အာရခတတော်အေးအေးထိမ့်ချုပ်ထားတဲ့တန်တွဲမြို့နယ်ငပလီကိုပြန်သိမ်းဖို့ဆိုပြီးအကြံဖတ်စစ်ကောင်စီကစစ်အင်အားယာနဲ့ချီဖြည့်တင်းနေပြန်တယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ရခိုင်ပြည်နယ်ကတန်တွဲမြို့နယ်ငပလီကိုအာရခတတော်အေးအေးကထိမ့်ချုပ်ပြီးတဲ့နောက်မှာပဲအကြံဖတ်စစ်ကောင်စီကတန်တွဲနယ်ငပလီကိုပြန်သိမ်းဖို့ဆိုပြီးမောင်ရွှေလေးရေတက်ကနေတဆင့်ဇလွန်ကြေးရွာနဲ့ဂျိတ်တော့ရက်ွက်ကတက်စခန်းတွေမှာစစ်အင်အားယာနဲ့ချီထက်ပြေးနေပြန်တယ်ဆိုပါလေ အဲ့ဒီအကြံပတ်စစ်ကောင်စီရဲ့မောင်ရွှေလေးရေတက်ကိုကြောက်ဖြူမှာရှိတဲ့ရေတက်ဌာနချုပ်ကနေစစ်အင်အားထပ်ဖြည့်နေတာဖြစ်ပြီးစစ်ကောင်စီကသူတို့အဲ့ဒီလိုစစ်အင်အားရာနဲ့ချီဖြည့်ထားတဲ့မောင်ရွှေလေးရေတက်စကန်ကိုအားကိုးပြီးတော့အရခတတော်အေးအေးသိမ့်ပိုက်ထားတဲ့တန်တွင်းနဲ့ငပလီကိုပြန်တိုက်မယ်ဆိုပြီးလုံနေပြန်တာဖြစ်တယ်လို့လဲစစ်ရေးသတင်းရင်းမြစ်ကပြောထားပါလိမ့်ခင်ဗျတဖက်မှာလေရှမ်းပြည်နယ်မြောက်ပိုင်းမှာမြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေထိုးစစ်ဆင်နေတဲ့လာရှုံမြို့က အချမ်းဖတ်စကောင်းစီရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုနေရာမှာမင်းအွန်လိုင်းရဲ့လူယုံတက်မှကိုကိုတက်မှမူဟာဘုံမှုချုပ်စိုးလိုင်ကိုအစားထုတ်ပြီးပြောင်းလဲခန့်အပ်လိုက်ပြန်ပြီလို့စီဒီအမ်ဘိုကြီးဇင်ယောင်ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်အဲ့ဒီလာရှုမြို့မှာအခြေစိုက်ထားတဲ့စကောင်းစီရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုဟာဘိုချုပ်စိုးတင့်ဆိုသူဖြစ်ပြီးရှမ်းမြောက်မှာညီနောင်မဟာမိတ်တပ်တွေကထိုးစစ်ကို၄ရက်နားပေးထားတဲ့အချိန်အတွင်းမှာပဲ ဆိုတော့လာဆရှိရနီကတင်အဲ့ဒီလာရှုမျိုးရမခတိုင်းမှုနေရာမှာဘုံမှုချုပ်စိုးလိုက်ကိုအစ်ခန့်အပ်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်အခုလာရှုမျိုးရမခတိုင်းမှုအစ်ဖြစ်လာတဲ့ဘုံမှုချုပ်စိုးလိုက်ဆိုတဲ့သူဟာမင်းအောင်လိုင်းရဲ့လူယုံထီတော်မိုးတာဝန်ထမ်းဆောင်ခဲ့ဘူးသူဖြစ်ပြီးမင်းအောင်လိုင်းကိုမြောက်ပင့်တက်တဲ့လူယုံတဲ့ကတူဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျအခုတခါမကွေးတိုင်းဘက်မှာတော့ စိတ်ဖြူမြို့နယ်မှာအကြပ်ဖက်စကောင်းစီတပ်သားတွေလိုက်ပါလာတဲ့လေရင်စီတင်လာတဲ့ကားကိုတော်လန်ရေးတပ်တွေကကြားဖြတ်တိုက်ခိုက်မှုအတွင်းစေကောင်းစီတပ်သားနှစ်ဦးသေသွားပြန်တဲ့အပြင်ကားပါမိလောင်ပျက်စီးသွားတယ်လို့ပခုတ်ခုခိုင်အမှတ်လေးတရင်တာဝန်ရှိသူတူကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဆိုလလ15ရက်နေ့ကပဲစိတ်ဖြူမြို့ကနေအကြပ်ဖက်စကောင်းစီရဲ့လက်နက်ထုတ်တဲ့စက်ယုံကပ္ပစ27ဘက်ကိုထွက်လာတဲ့စေကောင်းစီတပ်သား9ဦးပါလေရင်စီတင်လာတဲ့ကားကိုတော်လန်ရေးတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုတိုက်ခိုက်မှုအတွင်စစ်ကောင်စီတပ်သား2ဦးကတော့ပွဲအချင်းပြီးကိုသေသွားတဲ့အပြင်ကျန်တဲ့စစ်သား3ဦးကထွက်ပြေးသွားကြပြီးကားပါမိလောင်ပျက်စီးသွားတယ်လို့ပခုတ်ကူခရိုင်အမှတ်လေးတရင်ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာအခုတခါဆက်ချင်တာကတော့မြန်မာ့နှွေဦးလုပ်ငန်းရှင်များအဖွဲ့ချုပ် MNEF ကိုဖွဲ့စည်းထားပြီးတော့အဖွဲ့ဝင်အပြစ်ပါဝင်လို့တဲ့လုပ်ငန်းရှင်တွေကိုထပ်မံဖိတ်ခေါ်ထားတဲ့အပြင်ပါဝင်ခြင်းတဲ့သူတွေလာရောက်ရှောက်ထားနိုင်တယ်လို့ MNEF ရဲ့ဗဟိုအလုံးမှုဆောင်ကော်မတီ CEC ဖြစ်သူကိုဝင်းမှုတွင်ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။လက်ရှိမြန်မာနိုင်ငံမှာကလုပ်ငန်းရှင်တွေနဲ့ဆက်ဆက်တဲ့အဖွဲ့အစည်းအဖြစ်မြန်မာနိုင်ငံကုန်သည်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း UMSCCI ကရှိနေပြီမြဲ။အဲ့ဒီ UMSCCI ကအကြံဖက်စစ်တပ်ရဲ့နိုင်ငံအာဏာလုယူမှုမှာကန့်ကွက်ရှုံချတဲ့ထုံပြချက်ကိုမထုတ်ပြန်ခဲ့တဲ့အပြင်ဆရာနာသိမ်းမှုကိုထောက်ခံတဲ့သဘောကိုပါပြသခဲ့ပြီးအခုအချိန်ထိလဲစစ်ကောင်စီကအလုရှင်တွေအပေါ်မတရားဖိနှိပ်မှုတွေမှာ ဘာမှကာကွယ်ရည်တည်ပေးမှုမရှိပဲစေကောင်းစီခိုင်းသမျှမူဝါဒအလွဲတွေကိုလိုက်လုံနေတဲ့အဖွဲ့အစည်းဖြစ်နေတယ်လို့လည်းဆိုပါတယ်အဲ့ဒီအတွက် MNEF အနေနဲ့အလုံရှင်များအရေးအပါဝင်မြမအရေးကိုကဘာကတိအောင်တင်ပြပြီးအမှန်တကယ်လုပ်ငန်းရှင်တွေကိုကိုစားပြုတဲ့အဖွဲ့အစည်းအဖြစ်ရှိလာနိုင်ဖို့ဒီမိုကရေစီလိုလားတဲ့လုပ်ငန်းရှင်တွေနဲ့2023ခုနှစ်နိုဝင်ဘာလ1ရက်နေ့မှာနိုင်ငံတကာအပြည်ပြည်ဆိုင်ရာလူ့သမားရေးရာအဖွဲ့ ILO ရဲ့လွတ်လပ်စွာဖွဲ့စည်းခွင့်နဲ့စီယုံခွင့်ဆိုင်ရာပြဋ္ဌာန်းချက် အမှတ်89နဲ့အညီမြန်မာနေဦးလုံငန်းရှင်များအဖွဲ့ချုပ် MNEF ကိုဖွဲ့စည်းခဲ့တာဖြစ်တဲ့အတွက် MNEF မှာအဖွဲ့ဝင်အဖြစ်နောက်ထပ်ပါဝင်လို့တဲ့လုံငန်းရှင်တွေအနေနဲ့ထပ်မံလျှောက်ထားနိုင်ပါတယ်လို့ MNEF ရဲ့ဗဟိုလုံမှုဆောင်ကော်မတီ CEC ဖြစ်သူကိုဝေမှုတွင်ကဖိတ်ခေါ်ထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ